ရူနိုဖာလန်ဒက်စ်ကအသင်းအတွက်အလွန်ရေးပါတဲ့သူဖြစ်ကြောင်းအောက်မရင်ပြောကြားဘလွန်ကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။မန်ယူနိုက်တက်နီးပြအောက်မရင်ကအသင်းမှာအနာဂတ်လှုပ်ခတ်နေတဲ့အသင်းကောင်းဆောင်ဘရူနိုဖာလန်ဒက်စ်ကအသင်းအတွက်အလွန်ရေးပါတဲ့သူဖြစ်ကြောင်းပြောကြားခဲ့ပါရစေ။ ်ပေါ်တူဂီကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ကယူရိုပါလိဘိုလူပွဲမှာစပါးသွင်းကိုရှုံးနေပြီးနောက်မန်ယူနိုက်တက်အသင်းနေနဲ့လာမဲတွေမှာရမုံငွေရှာဖွေဖို့အတွက်၎င်းကိုရောင်းချနိုင်ကြောင်းဖွင့်ရခဲ့ခြင်းကြောင့်အမော်ရင်ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာဆော်ရီကလပ်အဟီလာသင်းကအသက်30အရွယ်ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးမြင်မာတဲ့ပြောင်းရွှေ့ခြင်းမြင်မာတဲ့လဆာနဲ့ကန့်လန့်မှုအတွက်အသင့်ရှိနေကြောင်းသိရပါတယ်။ဒါပေမဲ့မန်ယူနိုက်တက်နီးပြအမော်ရင်ကဘရူနိုဖာနန်ဒက်စ်ကအ အတင်းအတွက်အလွန်ရေးပါတဲ့သူဖြစ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အမိုရင်ကဘရူနိုဖာလန်ဒက်စ်ကကျွန်တော်တို့အတွက်အရန်ရေးပါတဲ့ကစားသမားပါ။ဒီအတင်းကိုတည်ဆောက်ရမှာသူကအရေးကြီးဆုံးကစားသမားဖြစ်ပါတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ထို့ပြင်အမိုရင်ကမန်ယူနိုက်တက်တင်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးလည်းဥရောပပြိုင်ပွဲဝင်ခွင့်များတဲ့အတွက်ကစားသမားအများကြီးမလိုကြောင်းနဲ့ဘန်နာရေးတာတို့ကြီးများအစီအမများအရာကစားသမားများစွာခေါ်ယူမှာမဟုတ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။